မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူရေစကြိုးလမ်းမအပေါ်မှာစစ်ကောင်စီပိုင်တဲ့ စာအုပ်စီပေပါအလုံး90ပါတဲ့ကားတစ်စီးကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ1ရက်နေ့ညနေ4နာရီကပခုတ်ကူရေစကြိုးလမ်းမပေါ်တန်နီယာမှာစစ်ကောင်စီပိုင်းနဲ့ခွဲတန်းစီစာအုပ်စီတွေတင်ဆောင်လာတဲ့စာအုပ်စီပေပါအလုံး90ပိတ်သချိန်9500ပါတဲ့ကားတစ်စီးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးရရှိတဲ့ကားပေါ်မှာပါလာတဲ့ စီပေပါအလုံး90နဲ့6ဘိန်းကားကိုတော်လိုင်းလုပ်ငန်းစဉ်များမှာအသုံးပြုနိုင်ရန်အတွက်တင်စီသွားမှာဖြစ်ပြီးတော့ကားဒရိုင်ဘာနဲ့ကားစပယ်ယာကိုတော့ပြန်လွှတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ကားပေါ်မှာစစ်ခွေးတွေတော့မပါလာပါဘူး။ကားပေါ်မှာကကားဒရိုင်ဘာနဲ့စပယ်ယာနှစ်ယောက်ပဲပါတာသူတို့ကတော့ပြန်လွှတ်မှာပါအခုပဲပြန်လွှတ်ဖို့လုပ်နေပါပြီ။တင်စီရရှိတဲ့ကားနဲ့စီတွေကိုတော့တော်လိုင်းအတွက်ပြန်လှည့်ပြီးတော့အသုံးပြုသွားမှာပါ။တင်စီရရှိတဲ့ပစ္စည်းတွေထဲမှာပြည်သူပိုင်ပစ္စည်းတွေပါခဲ့ရင်လဲဆက်သွယ်လို့ရပါတယ်။ အခုစီတွေကတော့တမဝါမစီတွေပါစစ်တပ်မိသားစုဝင်နေတဲ့စစ်သားတွေအတွက်တဲပေးနေတာကျွန်တော်တို့ကအဲ့ဒါဒီအားလုံးကိုအကုန်စုံစမ်းပေးပါပြီလို့ Southern YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကရှင်းပြထားပါတယ်အဲ့ဒီကားဟာပခုတ်ကူမြို့ကနေရေစကြုံမြို့ကို စစ်ကောင်စီအတွက်စံစီများကိုအမြဲတမ်းတဲဆောင်ပေးနေတဲ့ကားဖြစ်ပြီးတော့ဖမ်းဆီးရရှိနိုင်ရန်အချိန်နှစ်လခန့်စုံစမ်းထောက်လန်းကဖမ်းဆီးခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ် ်စစ်ကောင်စီကရင်းစကြုံမြို့နယ်မှာစီရောင်းချခွင့်တည်ယူခွင့်များကိုပိတ်ပင်ကဈေးကွက်တစ်ခုလုံးကိုချုပ်ကင်ထားတဲ့အတွက်တပ်သားချောင်းချီရိတ်ခေါင်းစဉ်နဲ့စားစီဝယ်ယူခွင့်ကံများကိုထုတ်ပေးနေတယ်လို့သိရပါတယ်ပြည်သူတို့ချို့ကိုတအိမ်ကိုတပိတ်တာနှုံနဲ့သာရောင်းချပေးနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမတ်၁၁ကာကွယ်ပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပ္ပစ၁၁ကိုတာဝေးပစ်မစ်ဆိုင်းဒုံ၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ၄ရက်နေ့ည9:50မိနစ်အချိန်မှာရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာရှိတဲ့ကပ္ပစ၁၁ကိုမြို့ပြအထူးစစ်ဆင်ရေးအဖြစ်နဲ့တာဝေးပစ်မစ်ဆိုင်းဒုံများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုမှာစစ်ကောင်စီအတွက်လိုအပ်တဲ့လက်နက်ခဲယမ်းများနဲ့အစိတ်အပိုင်းများကိုကပ္ပစ၁၁ကနေတဆင့်ထောက်ပံ့ပို့ဆောင် နေခြင်းဖြစ်တယ်လို့သိရပါတယ်ဖိကိုက်ပျက်စီးမှုနဲ့တိတ်ဆုံးမှုကတော့မသိရသေးဘူးလို့ Urban Special Operation USO ကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီစစ်စင်ရေးမှာ Shadow SAF ကပူပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီးတော့စစ်ကောင်စီရဲ့စီးပွားရေးပိုင်ဆိုင်မှုများအပြင်ပတ်သက်ဆက်နွယ်သူများပတ်သက်ဆက်နွယ်မှုများကိုစစ်ရေးပြင်းမှအဖြစ်နဲ့မဟာမိတ်များနဲ့ပူးပေါင်းပြီးတော့စစ်စင်ရေးဖော်ဆောင်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။တိုက်ကြီးမြို့နယ်မှာမနေ့ကညပိုင်းက9:50မိနစ်အချိန်မှာပေါက်ကွဲမှု3ချိန်ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်မြို့ရဲ့ကင်းထောက်အဖွဲ့များကမနေ့ကညပိုင်းမှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့လာရှုံမြို့မှာဒီကနေ့ AP လ9ရက်နေ့မနက်အစောပိုင်းမှာနေအိမ်တအိမ်ဓမြတိုက်ခံရပြီးတော့ကားရွှေတဲ့ပစ္စည်းများနဲ့မိကန်တက်တာအလုံးလိုက်ပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာရှုံမြို့ရက်ွက်တဲ့နေမြေကိုနတ်ရေကန်လမ်းွယ်9ကနေအိမ်တစ်လုံးဟာ မနက်6နာရီဝင်းကျင်ကမှဓမြတိုက်ခိုင်လိုက်ရတယ်လို့သိရပါတယ်ကျွန်တော်အတိအိမ်တိုင်ဓမြတိုက်ခိုင်ရတာသူတို့မှဘဲကိုတိုင်လို့တိုင်ရမှန်းမသိဖြစ်နေတယ်လို့မြို့ကန်တို့ကပြောပြထားပါတယ်ကာဖုန်းနဲ့ဆွဲကြုံများအပါအဝင်မိကန်တက်တာအလုံးလိုက်ဓမြများကယူဆောင်သွားကြတယ်လို့သိရပါတယ်ဖုန်းတွေကိုလည်း password တွေပါတောင်းပြီးတော့ယူဆောင်သွားကြောင်းအင်ရှင်ပိုင်ရှင်မိသားစုကလူမှုကွေရက်ကနေတဆင့်အတိပေးထားပါတယ် ်ရရှိုးမျိုးက MNDA တပ်များဆုတ်ခွာပြီးတော့စစ်ကောင်စီတွေပြန်ဝင်မယ်လို့သတင်းထွက်နေကအုတ်ချုပ်ရေးရန်တရားဟာဖျော်ဖျဲဖြစ်နေတဲ့အတွက်တရားဥပဒေစိုးမိုးရေးအတွက်စိုးရိမ်နေရတယ်လို့ဒေသခံများကပြောပါတယ် အခုဓမြတိုက်ခံရတဲ့အမှုမှာတော့မတိုင်စရာနေရာမရှိဘူးလို့ဒေသခံတို့ကပြောပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင်လာရှုံမြို့ကို MNDA နဲ့မဟာမိတ်တပ်များက2024ခုနှစ်ဩဂတ်လမှာတိမ့်ပိုက်ထိန်းချုပ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့အထုဒေသတစ်အဖြစ်နဲ့ထဲသွင်းတတ်မှတ်ပြီးတော့အုတ်ချုပ်ရေးရန်တရာအသက်သွင်းနေတဲ့အချိန်မှာတရုတ်ရဲ့ဖိအားပေးမှုကြောင့်လာမယ့်ရက်ပိုင်းအတွင်းမှာ MNDA တပ်များပြန်လည်ဆုတ်ခွာပေးရမယ်ဆိုတဲ့သတင်းများထွက်ပေါ်နေပါတယ် ်စစ်ကောင်စီကပြန်လဲဝင်ရောက်လာမှာဖြစ်ပြီးတော့လက်ရှိအခြေအနေဟာလာရှုံမြို့တရားဥပဒေစိုးမိုးရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့မြို့ကများကပြောဆိုနေကြကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးအိုးဘုံအချင်းထောင်မှာငလျင်တန်းကြောင့်အမျိုးသမီးအဆောင်1နဲ့အဆောင်2တို့ပြိုကျသွားတဲ့အတွက်မတရားဖမ်းဆီးအချင်းချခံထားရတဲ့နိုင်ငံရေးအချင်းသူ6ဦးအသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်အဆောင်ပြိုကျတာတိုက်ဆုံးခဲ့ရတဲ့နိုင်ငံရေးအချင်းသူများဟာ မမိုးသူစာခိုင်ဒေါ်လဲလဲဆိုဒေါ်ခင်အုံးရွှေမကေကေဝင်းမပပဝင်းနဲ့မဖူးဝေဝေတို့ဖြစ်တယ်လို့သိရပါတယ်အကျဉ်းဆောင်တွေဘက်ကတရားဝင်သတင်းထုတ်ပြန်ပြီးတော့ပြောဆိုနေတာမျိုးတော့မတွေ့ရသေးပါဘူးတိတ်ဆုံးမှုအရေးအတွက်ကဒီထက်ပိုပြီးမှများပြားနိုင်ပါတယ်အထူးသဖြင့်တော့အကျဉ်းဆောင်တွင်ကတိတ်ဆုံးမှုတွေကိုပြည်သူတွေကြားသိခြင်းအဖြစ်ထောင်တွေကိုပို့ပြီးတော့အာယုံဆိုင်လာမှာထောင်တွင်ကအခြေအနေတွေထောင်တွင်ကစီမံခန့်ခွဲမှုညံပြင်းမှုတွေကိုပေါ်လွင်သွားမှာဆိုတဲ့အတွက်သတင်းတွေကိုဖုံးကွယ်ထားတယ်လို့သုံးသပ်ရပါတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင် ကိုတိုက်ထုံးဦးကပြောပြထားပါဗျ။ငလျင်တန်းချောင်းမန္တလေးအကျဉ်းထောင်အတွင်းမှာရှိတဲ့အချုပ်ဆောင်များအကျဉ်းဆောင်များမှာအကွဲတင်းဆောင်မှုများဖြစ်ပေါ်ခဲ့တယ်လို့လက်ရှိအချိန်ထိအကျဉ်းသားများနဲ့အချုပ်သားများကိုချုပ်နှောင်ရမှာအဲ့ဒီအဆောက်အအုံများကိုဆက်လက်ပြီးတော့အတုံးပြုတ်နေတဲ့အတွက်စိုးရင်ရတဲ့အခြေအနေများဖြစ်ပေါ်နေရတယ်လို့နိုင်ငံရေးအကျဉ်းသားများမိသားစုဝင်များကတုံ့တက်ပြောဆိုနေကြကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်လွိုင်ကော်မြို့နယ်မိုးပြန်းမြို့ကြားမှာရှိတဲ့ပီကင်းကောခုကျေးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးချောင်းနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ရာပြည်သူ၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ၄ရက်နေ့မနက်၁၇နာရီခွဲကကလွိုင်ကော်မြို့နယ်ပီကင်းခေါကူကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မိုးပြန်းမြို့အခြေဆိုင်ခမရ၄နှစ်နဲ့တက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာပီကင်းကောခုကျေးရွာအတွင်းမှာရှိတဲ့ အမျိုးသမီးပြည်သူတအုပ်ထိမှတေဆုံးခဲ့ရတယ်လို့သိရပါဗျ။အချမ်းမစစ်ကောင်စီရဲ့ခမရ၄နှစ်နဲ့တိုက်ရင်အတွင်းကမိုးပြဲမြို့တွင်နဲ့အနီးပတ်ဝန်းကျင်ခြေရွာများကို တဏီကုံနီးပါးလက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။မနက်ပိုင်းတပိုင်းလုံးနီးပါးပီကင်းခေါခုခြေရွာနဲ့အနေတော်ဝိုက်တွေကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဘယ်နှလုံးလဲဆိုတာတော့အတိအကျပြောရဖို့ခက်ပါတယ်။နေအိမ်တွေတော်တော်များများပျက်စီးသွားတယ်။ဘလောက်ပျက်စီးတယ်ဆိုတာတော့တိတိကျကျစရင်ကောက်ခံနိုင်ခြင်းမရှိသေးပါဘူးလို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။အလားတူပဲမွန်လွဲ၂နာရီကျော်အချိန်မှာလိုက်ကော်မြို့နယ်ပီကင်းခေါခုခြေရွာအတွင်းထဲကိုစစ်ကောင်စီတပ်ရဲ့တိုက်လေရင်နဲ့ ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့ရာကျေးရွာအတွင်းမှာရှိတဲ့နေအိမ်များထိမှန်ပျက်စီးကနေအိမ်များအတွင်းမှာရှိတဲ့အရသာပြည်သူအမျိုးသား၄ဦး ထိမှန်တိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတော်မှာတဘာဝဘေးအန္တရာယ်တင့်နေတဲ့အချိန်မှာတော့ရာယီအပြစ်ခတ်ရက်စဲထားမယ်ဆိုပြီးတော့ AP လ၂ရက်နေမှာထုတ်ပြန်ခဲ့တော်လဲကရင်နေပြည်နယ်အတွင်းကို AP လ၂ရက်နေကစတင်ပြီးတော့ယနေ့အထိကိုလေးချောင်းတက်ခတ်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါဗျ။စစ်တကအရက်သားပြည်သူများကိုပြစ်မှတ်ထားပြီးတော့လေးချောင်းတက်ခတ်မှုများကို အဆက်အယွတ်မဲ့စွာနဲ့ပြုတ်လုနေခြင်းဖြစ်ပြီးတော့စစ်ကောင်စီအနေနဲ့၎င်းတို့ရဲ့ထုတ်ပြန်ထားတဲ့အပြစ်ခတ်ရစဲရေးချိန်ညာချက်အတိုင်းလိုက်နာဆောင်ရွက်ခြင်းမရှိဘူးလို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကသုံးသပ်ပြောဆိုထားပါတယ် မြန်မာနိုင်ငံငလျင်ဘေးတင်ခဲ့တဲ့မက်လ28ရက်နေ့ကစတင်ပြီးတော့ယနေ့အထိကိုကရင်ပြည်နယ်အတွင်းမှာစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခတ်မှုကြီး၃ချိန်တိုင်တိုင်လှုပ်ဆောင်ခဲ့ပြီးတော့လက်နက်ကြီးပစ်ခတ်မှုများကိုလည်းနေ့စဉ်နှီးပါလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေနဲ့စစ်နဲ့တဘာဝဘေးဆိုင်ရာအန္တရာယ်များဟာအချိန်မရွေးကြရောက်လာနိုင်တဲ့အတွက်လုံခြုံရေးသတိရှိကြရန်အထူးတိုက်တွန်းထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်နဲ့ရေစကြုံမြို့နယ်အဆက်မှာရှိတဲ့လင်းကတော်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူပိုင်းနဲ့နှွားများကိုလက်လံဖမ်းဆီးပြီးတော့နှွားတကောင်ကိုဆန်ဆဲအိတ်နဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အပီလာဘိုင်းကစတင်ပြီးတော့မြန်မျိုးနယ်နဲ့ရေစကြုံမျိုးနယ်အဆက်မှာရှိတဲ့လင်းကတော်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအနီးနားမှာရှိတဲ့ခြေရွာများကပြည်သူပိုင်းနွားများကိုလိုက်လံဖမ်းဆီးနေပြီးတော့၎င်းတို့စခန်းထဲမှာထုံအောင်ထားတာတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အခုလိုမျိုးလှုပ်ဆောင်ပြီးတဲ့နောက်ခြေရွာနေပြည်သူများကိုနွားတော်ကောင်ကိုစံစဲအိတ်နဲ့လာရောက်ရွေးခိုင်းနေခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှစ်ကြောင်းဟာလည်းရိတ်ခါရှာရန်စစ်ကြောင်းထိုးခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာမြန်မျိုးနယ်နဲ့ရေစကြုံမျိုးနယ်အဆက်မှာရှိတဲ့ခြေရွာတချို့ကပြည်သူများဟာ စစ်ဘေးတိမ်းရှောင်နေရပြီးတော့၎င်းတို့ပိုင်ဆိုင်တဲ့နွားများကိုပြန်လည်ရွေးယူနိုင်ရန်ခက်ခဲနေတယ်လို့သိရပါဗျ။စစ်တပ်ကမြိုင်နဲ့ရေစကြိုအဆက်ကလင်းကတော်စခန်းကိုလည်းစစ်ကြောင်းထိုးပြီးတော့ရိတ်ခါပို့တာတွေပါတယ်လုံနေပါတယ်ပြည်သူတွေရဲ့နွားတွေကိုလည်းဖမ်းဆီးပြီးတော့စံအိတ်နဲ့ပြန်လဲဖို့ပြောနေပါတယ်နွားနှစ်ကောင်ဆိုရင်စံအိတ်20နဲ့လာလဲဖို့ပြောနေပါတယ်စစ်တပ်ကပုံမှန်လိုမဟုတ်ဘဲနဲ့စစ်ကြောင်းနှစ်ကြောင်းထွက်ပြီးတော့ညဘက်ရိတ်ခါရှာပြီးလင်းကတော်စခန်းကိုပြန်ပို့နေတာပါလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိုးကုံမြို့ပင့်ကူတောင်ချိန်မှာရှိတဲ့ကြောက်တွင်းလောက်ွက်များကိုအကြမ်းဖက်ဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ AP လ9ရက်နေ့မွန်လွယ်2နာရီကျော်ကမ်းမှာ မိုးကုတ်မြို့ပွင့်ဦးတောင်ချေမှာရှိတဲ့ကြောက်တွင်းလောက်ွက်များကိုအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒအကြမ်းမဆက်တရဲ့လေချောင်းတိုက်ခိုက်တဲ့အချိန်ဟာကြောက်တွင်းလောက်သားများရှိနေတဲ့အချိန်ဖြစ်တဲ့အတွက်ထိခိုက်မှုရှိနိုင်ပြီးတော့ရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်မိုးကုတ်မြို့ဟာ TNL ကတိုက်ခိုက်သိမ့်ပိုက်ထားတယ်လို့သိရပါဗါမိုးကုတ်ပင့်ကူတောင်ချေတွင်းလောက်ွက်တွေအပေါ်ကိုဒီကနေ့စစ်တပ်က Jet Fighter နဲ့နှစ်ချောင်းဘုံနှလုံးလာချဲချသွားပါတယ်တွင်းလောက်သားတွေအလုလုနေတဲ့အချိန်ဆိုတော့အထိကရှိနိုင်ပါတယ်အရေးအတွက်တော့မသိရသေးဘူးလို့ဒေသနေပြည်သူတို့ကပြောပြထားပါတ ယ်အကြမ်းဖက်စစ်ကောင်စီဟာအေပီလ2ရက်နေ့ကစတင်ပြီးတော့22ရက်နေ့အထိအပြစ်ခတ်ရစဲထားကြောင်းကြေညာထားတော်လဲမြန်မာနိုင်ငံအနှံ့အပြားကိုလေကြောင်းကနေနေတိုင်းလိုလိုဘုံကျဲတိုက်ခိုက်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ